ထမ်းကျတဲ့လောကကြီးမှာအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကနစ်မြုပ်သွားကြတယ်နစ်မြုပ်သွားကြတယ်နတ္ထိသင်္ကောဝိသနာတာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့အဲ့ဒီထဲမမြုပ်ဘူးတဲ့အဲ့ဒါကိုရှောင်ကြတယ်ဟောဒီအဓိပ္ပာယ်ပြောတာအဲ့တော့ဒီအဓိပ္ပာယ်နေဆိုရင်ဘာကိုဆုလိုတာတော့ဆိုအလုံးစံပြပြီးတော့ မမောစရာကောင်းတဲ့လောကကြီးမှာအတိညာဉ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဟာရုံမထွက်နိုင်လောက်အောင် မြုပ်နေကြပြီလို့ရုံမထွက်နိုင်အောင်မြုပ်ကြတယ်ကာမဂုဏ်အာယုဆိုတဲ့ဆန်းကျဲတဲ့အာယုနေတဲ့မှာလူများစုကမြုပ်နေကြတာပဲလေရုံမထွက်နိုင်ကြဘူးတောနဲ့ကြီးတွေထဲမှာ ပင်ကလို့ခေါ်တယ်။ရှင်ညုံနေရှိတဲ့မြေပြင်ကြီးတစ်ခုရှိတတ်တယ်။အဲ့ဒီမြေပြင်ကြီးကအတွေ့အကြုံမရှိဘူးဆိုရင်ကြည့်လိုက်လို့ရှင် အပေါ်မြက်ကလေးတွေပေါအောင်ပြီးတော့တော်တဲ့ကလွေမြင်ကြီးတစ်ခုပမာထင်ရတယ်ပေါ့။မာတီနာသစ်ပင်မပေါ့ဘူး။လာလိုက်တဲ့လွင်မြင်ကြီးလို့သူတို့ထင်ရတယ် အဲ့ဒီကွင်းမြင့်ကြီးတောထဲမှာရှိနေတဲ့ကွင်းမြင့်လွင်မြင့်ကြီးတဲ့ကိုမစင်မချင်းဆင်းလိုက်မယ်ဆိုရင်သူကဘွဲ့အိုင်ကြီးဖြစ်နေတော့မြုပ်သွားအလုံးကိုနဲ့တဲ့ဘွဲ့အိုင်ကြီးဆိုမလှုပ်နဲ့လှုပ်နေမြုပ်နေမလှုပ်နေမြုပ်နေဆင်းနေအဲ့ထက်ရောက်သွားရင် မထွက်နိုင်တော့ကြားနေအဲ့ထက်ရောက်သွားရင်မထွက်နိုင်ဘယ်တော်မှလှုပ်နေမြုပ်နေပဲသူက အပေါ်ရံလေးတင်းပြီးတော့အပင်လေးတွေပေါက်နေတာမြက်ပင်လေးတွေပေါက်နေတာတမန်ပေါ်ပါတဲ့တရဝါလေးတွေသာခနိုင်တော့နည်းနည်းခန္ဓာကိုယ်လေးတဲ့တရဝါလေးမှန်သမျှတမင်ဆင်းတမင်မြုပ်မဲကြားဆင်းကြားမြုပ်မဲတရေဆင်းတရေမြုပ်မဲဘယ်တရဝါပဲဆင်းလာခဲ့ဆင်းလာခဲ့မြုပ်သွားတာပြန်ပြီးတော့ရုံထွက်နိုင်စွာမရှိဘူးမြုပ်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 ပြီးအဲ့ ရှော့အကြီးထဲမှာပဲပြုတ်သွားကြတယ်အဲ့ဒါလိုပဲကာမဂုဏ်အာယုဆိုတဲ့လောကကြီးဟာအပေါ်ယံကြည့်လိုက်ရင်ဆန်းကျဲနေခဏမြက်မြက်တွေပေါက်ပြီးတော့စိမ့်ပြီးအမြဲတမ်းလှပ်ပါတဲ့တာယာရဲလူမြင်ကြီးတစ်ခုလို့ထင်ရတယ်သွားပြီးတော့မဆန်းလိုက်နဲ့ဆန်းလိုက်ရင်မြုပ်သွားတယ်အဲ့ထင်ရုံမထွက်နိုင်တော့ဘူး လောကကာမဂုဏ်အာယုန်တွေဟာလည်းပဲအဲ့ဒီလိုပုံဆောင်ထားတာပဲဖြစ်တယ်။ရုံထွက်နိုင်မှုအမှန်မှခဲသွားပြီ။အလုံးကိုစမ်းကြဲတာကဘလောက်ထိအောင်စမ်းကြဲတော့ဆိုရင်ရှေးကဘယင်းတွေဟာသူတို့စီးတဲ့စီးတော့ယင်းတွေကိုယရနာရီနဲ့ချက်သားပြီးပချီနဲ့လှပအောင်လှုပ်ထားတဲ့ဘယင်းစီးတဲ့ယထာလိုစမ်းကြဲနေတာတဲ့ လှလှပါပါလှုပ်တာလောကကြီးဟာလည်းပဲကာမဂုဏ်အာယုန်ဤနဲ့အဲ့ဒါလိုဆံပြလှပနေတာအမတ်တမဲနဲ့သွားပြီးတော့မဆင်းလိုက်နဲ့ရုံထွက်လို့မရတော့ဘူးလို့ပြောတာနော်ယထပါလံဝိတိတန္တိမဆင်းမခြင်းဆင်းမိတဲ့ပုဂ္ဂိုလ်ဟာမြုပ်သွားမယ်နတ္ထိသင်္ကောဝိသနာစဉ်းစားညာရှိတဲ့ပုဂ္ဂိုလ်တွေကတော့အဲ့ဒါမဆင်းဘူးဝေးဝေးရရှောင်းတယ် အဲ့ဒီမှာတင်္ကေတဘာရှိတော့ဆိုအဲ့ဒီမြက်ခင်းလွင်မြင့်ညီနာရောက်တဲ့အခါမှာခြေရာတွေကမြက်ခင်းလွင်မြင့်ဘက်ကိုဥတီနေတဲ့ခြေရာသာရှိတယ်ပြန်တက်လာတဲ့ခြေရာမရှိဘူးအဲ့ဒါကိုတတိမထားပဲနဲ့လှလိုက်တဲ့လွင်မြင့်ကြီးဒီထက်ကဖြတ်ပြီးတော့ရှောက်ကြည့်ဦးမယ်ဆိုသွားဆင်လိုက်မြုပ်ပြီးမြုပ်လို့ယုံထွက်လို့ရလားဆိုမရတော့ဘူးလှုပ်နေမြုပ်နေလှုပ်နေမြုပ်နေ အဲ့လိုကြောက်เสียရွှွညွန်ကြီးလို့လောကကြီးမှာလည်းပဲရုံးမထွက်နိုင်လောက်အောင် အလှပကာမဂုဏ်အာယုနေထဲမှာ မြုပ်သွားတယ်အဲ့တော့ကာမဂုဏ်အာယုဆိုတာရွှွညွန်ကြီးနဲ့တင်စားပြီးတော့ရသော်ပြန်ဟောတာပဲဖြစ်တယ်ကာမဂုဏ်အာယုဆိုတာဘယ်ဟာကိုခေါ်လဲဆိုလောကလူတွေကြိုက်နှစ်သက်တဲ့မျက်စိနဲ့မြင်ရတဲ့လှပတဲ့အဆင်အာယုဟာလည်းပဲ ကာမဂုဏ်အာယုတယောက်နဲ့တယောက်မတူကြဘူး